Hello. အားလုံးမင်္ဂလာပါ။အဲကျွန်တော်တို့ကတော့မြန်မာစကားပုံတစ်ခုရှိရပေါ့။အဲစကားပုံကကဒူဘောဆန်လို့ရှိရင်တယောက်တည်းရှုံးရမယ်ဆိုတဲ့စကားပုံတစ်ခုရှိရပေါ့။အဲစကားပုံလေးထဲမှာအဖြေရှိနေပါတယ်။ကျွန်တော်အခုဗီဒီယိုမှာဆိုလို့ရှိရင်အာမင်မှုတိုင်းရဲ့နောက်ွယ်က show up ချက်ဖြစ်တဲ့ teamwork နဲ့ mutual support အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်။ ဒါရီကဘောနော်စကားလုံးအနေနဲ့ပဲပြောတာမဟုတ်ဘူးအောင်မြင်မှုကိုပုံမမြန်ဆန်စွာပြီးတော့ပို့ပြီးတော့ထိရောက်စွာတည်ဆောင်ပေးတဲ့ရန်တစဲလဲဖြစ်တယ်လို့ပြောလို့ရတယ်ဗောနော်ဆိုတော့အခုအပိုင်းမှာပြောပြချင်တဲ့ချက်ကလူအုပ်စုတစုနဲ့အတင်းတဲ့မှာကွာခြားချက်ရှိပါတယ်လူအုပ်စုဆိုလို့ရှိရင် group of people ပေါ့အဲဒါတွေကလူတွေစုပြီးတော့ ကိုယ်တိုင်တည်တံ့ရည်မှန်းချက်နဲ့အလုပ်တစ်ခုလုပ်နေတာဖြစ်တယ်။အဲတယောက်ကတော့ငါပိုင်ပြီးပြီဆိုရင်တော့ပြီးပြီဆိုတဲ့စိတ်မျိုးဖြစ်တဲ့တယ်ပေါ့နော်။ဒါပေမဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် a true team တကယ်ကိုစစ်မှန်တဲ့အသင်းတဲ့ဆိုတာကရည်မှန်းချက်တစ်ခုထဲကိုမျှဝေထားတာဖြစ်တဲ့အသင်းနေထဲမှာအဲတော့တယောက်ကကြာရှုံရင်အားလုံးကြာရှုံတာဖြစ်တယ်။တယောက်ကအောင်မြင်ရင်အားလုံးအောင်မြင်တယ်လို့ခံစားရရတယ်။အဲဒီကုနာငါတို့ ငါတို့အပိုင်းဆိုရတာဖြစ်တယ်ပေါ့နော်တစုံတယောက်တော့တယောက်ချင်းစီရဲ့အပိုင်းပဲမဟုတ်တော့ပဲ ਨੇ အဲ့တော့ team work ဆိုတာကရင်မှန်းချက်တူတူတဲ့တူတွေစုနေပြီးတော့တယောက်ကိုတယောက်အာကိုအားထားပြုတယ်ဗန်းနိုင်တစ်ခုစီကိုအတူတူခီးနှင်နေတာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်အပိုင်းအနေနဲ့ပြောပြပေးချင်တာကဘာလဲဆိုလို့ရှိရင်အာဒီခိုင်မာတဲ့အသင်းတစ်ခုရဲ့အုံမြင့်တွေ တော့ခိုင်မာတဲ့အသင်းသင်းဖြစ်ဖို့ဆိုလို့ရှိရင်မရှိမဖြစ်လိုအပ်တဲ့အုံမြင်လေးခုရှိပါတယ်ပထမတစ်ခုကအသင်းဖြစ်မှာတော့ပထမဦးဆုံးမှာကြာလို့ရှိရင် ရှင်းလင်းတဲ့ရည်မှန်ချက်ရှိဖို့လိုတယ်ပန်းတိုင်ပေါ့အဲ့တော့အသင်းတစ်ခုဖွဲ့စည်းတစ်ခုတိုင်းမှာရှင်းရှင်းလင်းလင်းသိထားတဲ့ပန်းတိုင်ရှိရမယ်ဘာကိုရောက်ချင်တာလဲဘယ်ကိုရောက်ချင်တာလဲဆိုတော့အားလုံးကသိရမယ်ဒါမှမဟုတ်ဓမ္မဓမ္မပေါ့နော်အားလုံးကအတူတူပေါ့နော်ညီညီနဲ့အဲ့ဒီကိုရောက်ချင်တဲ့နေရာကိုလှော်ခတ်နိုင်မှာဖြစ်တယ် ။နောက်ထပ်အချက်အနေနဲ့ကတော့ပွင့်လင်းတဲ့ဆက်သွယ်ပြောဆိုမှုအာအင်္ဂလိပ်လိုဆိုရင်တော့ open communication ပေါ့ဒါကအရင်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ကိုကပြောဖို့လိုတယ်၊ကို့အခက်ခဲကို့စိတ်ကိုယ်ကိုတင်းတင်းမှမျှဝေဖို့လိုတယ်။နောက်ပြီးတော့အခြားသူတွေရဲ့အမြင်ကိုစိတ်ဝင်စားမှုရှိရှိနေလဲကိုကိုယ်တိုင်ကလည်းနားထောင်ဖို့လိုတယ်။နောက်ပြီးတော့အမားကိုဝန်ခံဖို့လိုတယ်။ဆိုဥပမာအဖြစ်တစ်ခုခုလုပ်လိုက်လို့မှားတယ်ဆိုရင်မှားနေတယ်ဆိုရင်ဝန်ခံရဲတဲ့စိတ်သက်ရှိဖို့လိုပါတယ်။ နောက်တစ်ခုကတော့အသင်းဖွဲ့စည်းထဲမှာဆိုလို့ရှင်တော့ trust and respect ယုံကြည်မှုနဲ့လေးစားမှုအဲ့တော့ကိုယ့်ရဲ့အသင်းဝင်တဲ့ကသူတယောက်စီတိုင်းရဲ့စွမ်းရည်ကိုကိုယ်ယုံကြည်ရမယ်သူတို့ရဲ့အမြင်ကိုလည်းလေးစားဖို့လိုတယ်ကိုယ်နဲ့အတော့မတူတဲ့အမြင်ရှိလို့စိုးရွားနေတာမဟုတ်ဘူးလို့နော်စိုးရွားနေတာမဟုတ်ဘူးဒါကိုတကယ်လို့သူတို့သူတို့အမြင်ကတကယ်လို့ပေါ့နော်ဟွန်းကိုယ့်ရဲ့ဒီ company culture နဲ့ကိုက်ညီမှုမရှိနေဘူးလို့ကိုယ်အဖွဲ့နဲ့ကိုက်ညီမှုမရှိနေဘူးဆိုတော့တင်ပြလို့ရပါတယ်ဒါပေမဲ့ဒါဟိုဆိုးရွားနေလို့တတ်မှတ်ဖို့မဟုတ်ဘူးပေါ့အဲ့လိုမျိုးမတူညီမှုမရှိတဲ့အရာတွေကပဲပိုကောင်းတဲ့ဆုံးဖြတ်ချက်ကိုဖြစ်ပေါ်စေနိုင်တာဖြစ်တယ်နောက်တစ်ခုကကျတော့တာဝန်ယူမှုရှိခြင်းပေါ့အဲ့တော့တယောက်ချင်းစီကကိုယ့်ရဲ့တာဝန်ကိုအသင်းအဖွဲ့တွေမှာတာဝန်ကိုပြည့်ပြည့်ဝဝယူဖို့လိုတယ်အဲ့ကိုကြောင့်ကိုယ့်ရဲ့အသင်းကနောက်မကျသွားအောင်ငါစူးစမ်းရမယ်ဆိုတဲ့စိတ်ထားရှိဖို့ရန်အတွက်လိုအပ်ပါတယ် နောက်ထပ်တတိယပိုင်းနေနဲ့ပြောပြချင်တာကတော့အအပြန်လန်ကူညီမှုရဲ့စွမ်းအားပေါ့အဲ့ဒါကတော့ mutual respect အ mutual sorry mutual respect and mutual mutual support ပေါ့နော် mutual support ဆိုတာက teamwork ရဲ့နှလုံးသားတစ်ခုပဲဖြစ်ပါတယ်အဆိုရင်ဥပမာပြင်ကမင်းကိုကူညီမယ်မင်းကကူညီမယ်ဆိုတဲ့သဘောတရားပေါ့ကျော်အဲ့ဘယ်လိုပုံစံမျိုးနေနေလဲကိုကသွားလို့ရလဲဆိုလို့ရှိရင် um အားပေးမှု encouragement နောက်ပံ့ပိုးမှုတယောက်ကအဲတယောက်ကစိတ်တကြနေအာမင်းလုံးနိုင်ပါတယ်ဆိုရဲစကားလေးပြောပေးတာပံ့ပိုးမှုကြတော့အတယောက်ကအလုပ်များနေဆိုရင်ငါကူပြီးတော့လုပ်ပေးမယ်ဆိုပြီးတော့ပြောတဲ့အရာတွေနောက်တစ်ခုကကြတော့ပညာဖလှယ်မှု knowledge sharing ပေါ့ကိုတိတာကိုအခြားသူကိုသင်ပေးတာအဲဒါဟာလေအတင်းတစ်ခုလုံးရဲ့စွမ်းရည်ကိုမြင့်တင်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုအောင်မြင်မှုကိုအတူတူမျှဝေခံစားခြင်းဆိုအောင်မြင်မှုတစ်ခုရတဲ့အခါ ငါတို့ရေအောင်မြင်တယ်လို့ပြောပြီးတော့အတုခံစားကြတာ။ကျော်အပြန်အလှန်ကူညီမှုရှိတဲ့အသင်းတိုင်းမှာဟောပေါ်တော့အာအရန်ခက်ခဲနေတဲ့အခြေအနေဖြစ်ဖြစ်အဘိုးကြာရှုံးနေတဲ့အချိန်ကြီးကြလို့ရှင်လေနှေးကွေးနေတဲ့အချိန်ကြီးကြလို့ရှင်လေတရတရချင်းချင်းဆွဲတင်ပေးလို့လည်းရတာဖြစ်ပါတယ်လို့ဒါဆိုလို့ရှင်ဒီလိုမျိုးအသင်းစိတ်ရှိတဲ့အတွက်ကြောင့်နော်အသင်းစိတ်တဲ့အသင်းစိတ်တဲ့ရှိတော့အပြန်အလှန်ကူညီမှုတွေဘာတွေရမှာလဲ တော့ပထမတစ်ခုအနေနဲ့ကတော့ပုံမြန်နဲ့ရလက်ကိုရရတယ်ပေါ့အလုပ်တွေခွဲဝေလုပ်တဲ့အခါကျတော့ပုံမြန်ဆန်ပြီးတော့ပြင်းပြောင်းတဲ့ဖြစ်တယ်။နောက်ပြီးတော့ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေဖြစ်စေတယ်။ဘာကြောင့်လဲဆိုရင်အမြင်မျိုးစုံနဲ့အတွေ့အကြုံမျိုးစုံကနေဆုံးဖြတ်ချက်ချတဲ့အတွက်ကြောင့်တောင်ပေါင်းစုံကနေအပတ်ပတ်ကစဉ်းစားအတွက်ကြောင့်ပူပြီးတော့ပြည့်စုံကောင်းမွန်တာဖြစ်တယ်။နောက်ပြီးတော့ပူပြီးတော့ခိုင်ပါတဲ့ဆက်ဆံရေးတွေကိုလည်းတည်ဆောက်နိုင်တာဖြစ်တယ်။အတူတူကြိုးစားရင်းနဲ့အောင်မြင်မှုကိုအတူတူမျှဝေရင်းနဲ့ခိုင်ပါတဲ့ဆက်ဆံရေးတွေပူပြီးတော့တည်ဆောက်မိတယ်။ နောက်တစ်ခုကကြာ another one is a happy environment ပေါ့နော် a happier environment ပို့ပြီးတော့ပျော်ရွှင်တဲ့ work place တစ်ခုလည်းဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့အချင်းချင်းကူညီပေးတတ်တဲ့ support ပေးတတ်တဲ့အားပေးတတ်တဲ့လူတွေနဲ့အလုံးလုံးတဲ့အခါမှာအာပို့ပြီးတော့စိတ်ချမ်းသာတာဖြစ်ပါတယ်လို့အဲ့တော့ဥမာအဖြစ်ပေါ့နော်အဲဇကားတကားမှာပေါ့နော်ဇကားတကားမှာမင်းသားတရားကိုချေပဲ မောက်မင်းသမီးတရားောက်ထဲပဲဆိုလို့ရှင်ကြည်ရအရန်စိတ်ဝင်စားဖို့မကောင်းနေဟုတ်တယ်မလားအဲ့တော့အသင်းဖွဲ့တစ်ခုမှာဆိုလို့ရှင်လဲနော်အဲတကားထဲမှာလို့ပြောပေါ့နော်အမင်းသားတွေအများကြီးမင်းသမီးတွေအများကြီးအသူရဲကောင်းတွေလည်းအများကြီးပုံစံအမျိုးမျိုးတောင်းမျိုးစုံကနေပြီးတော့ပါဝင်နေရဆိုရင်ပုံပြီးစိတ်ဝင်စားစရာကောင်းတယ်လို့ပေါ့အဲ့တော့အဲကျွန်မတို့ရဲ့အလုံးကျွန်မတို့ရဲ့ဘဝဇာတ်ကားတွေကိုလည်း ဟောတော့သူရဲကောင်းနေအများကြီးနဲ့ရိုက်ကြည့်ရအောင်ပါလို့ဒါကြောင့်အသင်းဖွဲ့လူမျိုးလှုပ်ချင်တဲ့စိတ်နဲ့เนาะအပြည့်အလဲကူညီရိုက်ပေးမှုလည်းမွေးမြူကြည့်ရအောင်ပါလို့ဆိုဒီနေ့ကကြာပြီးကိုမရှိရဲ့ team ကိုကိုကြည့်ကြည့်ပါအာဒီနေ့က team အတွက်အခြားသူတွေအတွက်ဘာလုပ်ပေးနိုင်မလဲလို့မေးခွန်းထုတ်ကြည့်ပါဆိုဒီဗီဒီယိုလေးကတခုမှကိုကြိုးရှိမယ်လို့မျှော်လင့်ပါတယ်အာ share လုပ်ပေးလို့ရပါတယ်သဘောကျရဆိုလို့ရှင်နောက်ပြီးတော့ channel subscribe လုပ်ပေးလို့ရပါတယ်နောက်ပြီးတော့ဘောနော်ကိုကိုရန်ကိုရဲ့ team နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရှိရဆိုတဲ့ comment မှာဝေရောမျှဝေပေးခဲ့ပေးလို့ရပါတယ်လို့နောက်ထပ်အကျိုးရှိတဲ့အရာလေးတွေနဲ့ဆက်ဆုံးပါဦးမယ် Jesus to my and God bless you bountifully in every aspect of your life and remember God loves you so much and bye bye